ရိကန်ကလူစီကားရဂန်းကြီးတခုမှာရဟယံပြတ်ကျမှုကြောင့်ကလေးငယ်အပေါ်ဝင်လူ9ယောက်ဒဏ်ရာရရှိသွားပါတယ်။နေခင်းအချိန်ကန်းကြီးမှာလူစီနေတော့ရဟယံပြတ်ကျခဲ့တာဖြစ်တဲ့အတွက်လဲအဲ့ဒီဖြစ်စဉ်ကိုဗီဒီယိုမှတ်တမ်းတင်ထားနိုင်သူတွေရှိခဲ့ကြပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းဟန်တန်တန်မြို့မှာအော်တိုဘာ၁၇ရက်နေ့ကရဟယံပြတ်ကျခဲ့တာဖြစ်ပါတယ်။ရဟယံဟာတတိငင်းငင်းပြန်တန်းနေရာကနေရုတ်တရက်တစ်ခုခုပြဿနာပေါ်သွားဟန်နဲ့ချက်ချလဲထွက်သွားပြီး ဒီနောက်အဆောက်အုံတစ်ခုစီထိုးကျသွားကြတာဖြစ်ပါတယ်။ကံအားလျော့စွာနဲ့ရဟယင်ပြကြအချိန်မှာမိတော့မလောင်ခဲ့ပါဘူး။ဒါကြောင့်လဲရဟယင်တဲကလူနှစ်ဦးကိုဘေးကင်းတဲ့စီအောင်အောင်မြင်မြင်ဆွဲထုတ်နိုင်ခဲ့ပါတယ်။နောက်ပြီးလမ်းသွားလမ်းလာသုံးယောက်လည်းဒဏ်ရာတွေရရှိခဲ့ကြတာပါ။အဲ့ဒီနောက်၅ရောက်စလုံးကိုစိတ်ယုံတင်ပို့ထားရပြီးသူတို့ရဲ့ဒဏ်ရာအခြေအနေတွေကိုတော့မသိရသေးပါဘူးလူမှုကွန်ရက်ပေါ်မှာတော့ရဟယင်ပြကြတာကိုရှုထောက်ပေါင်းစုံကရိုက်ထားတဲ့ဗီဒီယိုတွေပြန့်နှံ့နေခဲ့ပါတယ် ဒေသခံရဲတပ်ဖွဲ့ကရဟရင်ဘာကြောင့်ပြတ်ကျရသလဲဆိုတာကိုစုံစမ်းနေစေလို့ပြောကြခဲ့ပြီးအသေးစိတ်ကိုတော့မထုတ်ပြန်သေးပါဘူးမြို့ထဲမှာရှိတဲ့ရဟရင်အသင်းတစ်ခုကအဲ့ဒီနေရာမှာရဟရင်တွေစုစင်းပြီးပါတီတစ်ခုကျင်းပဖို့အစီအစဉ်ထားခဲ့တယ်လို့ရဟရင်တွေရောက်ရှိလာတာကိုအပြော်သဘောစောက်ကြည့်ဖို့ကန်းချီရောက်ဧည့်သည်တွေကိုလည်းနှိုးဆော်ထားခဲ့ပါတယ်ဒါပေမဲ့ရဟရင်ပြတ်ကျမှုဖြစ်ပြီးတဲ့နောက်ပိုင်းပါတီကိုလည်းမကျင်းပဖြစ်ခဲ့ဘူးလို့သိရပါတယ်ရှင်